အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှတော့တနစ်ကျော်လူတိရှင်ကြားအတူနေပြီးမှအမျိုးသမီးကိုထားပြီးထွက်သွားတဲ့လော့ကီဆရာရှင်မင်းဖြူရဲ့အကြောင်းကိုပြောပြလာတဲ့ခံစားနေရတဲ့အမျိုးသမီးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာ အားလုံးလေးမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာဒီမှာဒီ line မော်ကိုတက်လာတာအကြောင်းလေးရှိတယ်ပေါ့ညီမပုံမှန်ဆိုလို့ TikTok လည်းအရင်အသုံးနေလို့မဟုတ်ဘူးဒါပေမဲ့ဒီကိစ္စတွေကပတ်သက်ပြီးတော့ညီမမှာအခုတလားနဲ့9ရက်ရှိပြီညီမပြစ်ပယ်ခံထားတာပေါ့နော်အဆက်လူတယောက်ရဲ့အဆက်အသွယ်မလုပ်ဘဲရှင်းပြဘာမှရှင်းပြခွင့်မရှိဘဲဘာမှမရှင်းပြဘဲနဲ့ညီမကိုဒီလိုမျိုးထားခဲ့တာတလားနဲ့9ရက်ရှိပြီပေါ့နော်အဲ့ဒါကဘာတူလဲဆိုတော့ဒီရှင်မင်းဖြူဆိုတဲ့ဒီ logic ဆရာပေါ့နော် ူကညီမတို့ပတ်သက်ခဲ့တာတစ်နှစ်ကျော်ပြီညီမတို့ပတ်သက်ခဲ့တာတစ်နှစ်ကျော်ပြီညီမတို့အတူတူလဲညီမတို့ရက်ကွက်မှာဒီအတူတူနေကြရတယ်ပေါ့နော်ညီမတို့ရက်ကွက်မှာတခန်းဖွင့်ပြီးအတူတူနေကြတာညီမတို့လွန်ခဲ့တဲ့ဒီ6လပေါ့နော်လွန်ခဲ့တဲ့ဒီ6လလောက်ခေတ်ကအတူတူနေကြတာအဲ့ဒီမှာအာဘာဖြစ်လဲဆိုတော့ညီမတို့တွဲခဲ့တုန်းကလည်းကောက်ကောက်မုံမမဲကြီးကြီးယူပဲအေးစတဲ့မဲညီမတို့နှစ်ယောက်ချစ်ကြတယ်တောင်တောင်မြစ်တာရှိကြလို့အတူတူနေကြတယ်နောက်ပြီးတော့လက်ထပ်ဖို့ရည်ရွယ်တာဖြစ်တဲ့အတွက်ကြောင့်ညီမကအတူတူငါတို့ တက်ခန်းဖွင့်ပြီးတော့အတူတူနေပြီးတော့ငါတို့ယူဖို့အတွက်ပတ်စံတွေစုကြမယ်အလုပ်တွေလုပ်ကြမယ်ဆိုပြီးတော့ညီမတို့หนีခဲ့ရဖြစ်တယ်။အဲ့ဒီအခန်းကဏ္ဍမှာဘလို့ဖြစ်သွားလဲဆိုတော့အခုဒီညီမတို့အာဒီမန္တလေးကိုပေါ့နော်စေတုစေပောက်သွားတယ်အဓိကကျတော့တန်ရန်ကိုသွားတယ်တန်ရန်ကိုသွားရင်ကနေမှတောင်ကြီးကိုဝင်တယ်တောင်ကြီးမှာ10ရက်ကျော်17ရက်ဝင်ချင်လောက်ကြာတယ်ပြီးတော့မန္တလေးမှာသွားတယ်မန္တလေးကိုပြန်လာအကြောင်းရလဲညီမတို့ကအဓိဋ္ဌံဝင်မယ်ဆိုရယ်ကိစ္စရှိလို့ဝင်လာတယ်အဲ့ဒီအဓိဋ္ဌံဝင်မယ်ကိစ္စမှာညီမကသူ့ရဲ့အာဒီအတိုင်းဝိုင်းမှာဖြစ်တဲ့သူ့ရဲ့အကူဆရာတက်ရောက်နေညီမက အဲစကားပေါ့နော်စကားပြောလိုက်တဲ့အောင်ညီမအဲ့အချိန်မှာဒေါသထွက်သွားတယ်အဲဒါကလည်းညီမကစိတ်ဆိုးစိတ်တုန်နေတဲ့အချိန်ပေါ့နော်အဲ့လိုမျိုးဖြစ်လို့ပြောမဆိုမှရှိခဲ့ရရှိနေဒါပေမဲ့ညီမတို့ကအဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ဖြေရှင်းညီနိုင်ပြီးတာကြာပြီအဲ့ဒီဘက်ကတစ်ဖက်ကဆရာကလည်းစိတ်မဆိုးသလိုအဲစိတ်မဆိုးဒေါသမထွက်သလိုအေးအေးချင်းချင်းပဲပေါ့နော်အဲ့ဒီအတိုင်းတာမှာသူကအဲ့နေ့မှာညီမတို့၁၂ရက်ထဲက၁၂ရက်နေ့ထဲကပြဿနာဖြစ်ကြတယ်ညီမတို့လက်ပါချေပါနဲ့ညီမမှာအဲ့၁၂နာ၁၂ရက်နေ့ပေါ့နော်ဒီ9လပိုင်း၁၂ရက်နေ့ထဲမှာညီမမှာဆေးရုံဆေးကန်ညီဘက်ကြီးအဲ့ဒီဒီမင်းကလေးမှာ90 48လမ်းပေါ့48လမ်းကြီးရဟုတ်တယ်မှာအဲ့ကကားနေပဲညီမကိုဈေးရုံတင်ခဲ့ရတယ်အာဒီနောက်နေ့မနက်73ရက်နေ့ထိလဲညီမကိုဒီဟိုတယ်မှာဆရာဝန်ခေါ်ပြီးကုပေးရတယ်ပေါ့အဲ့ဒီညညာ6နာရီခွဲ9နာရီဝင်းကျင်မှာ9နာရီဝင်းကျင်လောက်မှာညီမကိုသူကထားခဲ့ပြီးတော့သူလူတယောက်ကိုသူ့ရဲ့အတိမိတ်ဆွေမိန်းကလေးတယောက်ကိုခေါ်ပြီးညီမကိုထားခဲ့ထားခဲ့ပြီးတော့ထွက်သွားတယ်အဲ့ဒီနေ့တွေကနေပြီးတော့အဆက်အသွယ်မရဘဲနဲ့နောက်နေ့14ရက်နေ့ည9နာရီလောက်မှာသူ့ရဲ့မန္တလေးကအတိတယောက်ဖြစ်တဲ့တပည့်တယောက်ပေါ့နော်အတိမိတ်ဆွေတယောက်ဖြစ်တဲ့လူကသူကဖုန်းဆက်ပြီးတော့အဖုန်းဖုန်းဆက်ပြီးတော့မဟုတ် Viber ကနေပြီးစာပို့ပြီးတော့ အဆက်အသွယ်လုပ်ပြီးတော့သူဖန်ခံရတယ်ဆိုတဲ့ကိစ္စကိုပြောပါတယ်။ဒါကပထမတစ်ပိုင်းပေါ့နော်။ကံညလို့တော့ပြီးနေပြီအေဂျင့်သွားတဲ့အချိန်ဒီမှာအဲ့လိုမျိုးပေါ့အေဂျင့်သွားတဲ့အချိန်ဒီမှာပြဿနာကထပ်ဖြစ်တယ်ထပ်ဖြစ်တော့ तू ကအဲ့မာတွေက तू ကအာဒီ TikTok ရိုက်သွားတယ်ညီမမသိဘူးညီမအိတ်ဆေးတွေတောက်နေရတယ်ညီမအိတ်ဆေးတွေညီမကိုစိတ်ငြိမ်စေဆရာဝန်ကပေးပြီးတော့ညီမကိုအဲ့မနဲ့မှလည်းဈေးကူခဲ့ရတာဖြစ်တယ်တော့ကြောင့်ညီမအိတ်နေအဲ့ချိန်မှာ तू ကဘယ်ချိန်မှာ TikTok ရိုက်ထားလည်းမသိဘူးတချို့လူတွေတွေ့ရင်လည်းတွေ့ပါလိမ့်မယ်အဲကျွန်တော်အချိန်တိုင်းတာတစ်ခုလေးဖျောက်သွားမယ်ကျွန်တော်ကိုအာပြန်ဆောက်မိကြပါဆိုတော့ ဟာကိုရှင်မင်းဖြူကတင်ထားတာဖြစ်တယ်ပေါ့နော်ဆိုတော့သူ့နာမည်ကသူ့ကိုတခြားကောင်မလေးတွေတော်တော်များများတိတယ်ကြိုက်ကြတယ်တချို့လူကြတော့လေညီမကိုသူက Facebook တို့ဘာလို့မှတင်လို့ရှိရင်ညီမက Facebook မှာ official တွဲတယ် TikTok မှာသူအလုပ်လုပ်တာဖြစ်တော့ညီမကတွဲတင်မခံဘူးနင်းအလုပ်ကိုထိခိုက်မှာဆိုလို့ဆိုပြီးတော့ညီမကဒီတိုင်းထားထားတယ်အဲ့ဒီနေထားမှာသူကအခုဒီ73ရက်နေ့မှာသူထွက်သွားတယ်နော်စတော့ငယ်မှာထွက်သွားတယ်ညီမကလူတယောက်ထားပေးခဲ့တယ်ကောင်မလေးတယောက်ဒါပေမဲ့ညီမကလည်းသူ့ကိုမင်းကလေးကြီးကိုချင်းစားလို့9နိုင်ထုံးနေပြီနေပြန်တော့ဆိုပြန်ခိုင်းလိုက်တယ်7နာရီအထိညီမက ရှင်မင်းဖြူငန်းဆက်သွယ်ရတယ်သူထွက်သွားတာ9နာရီကျော်တော့လောက်ကမှ10နာရီထိဆက်သွယ်ရတယ်အဲ့ဒီလူရှိကိုလည်းဖုန်းဆက်တယ်ညီမနဲ့စကားများပါတယ်ဆိုရယ်ကောင်လေးတယောက်ရှိကိုလည်းအကိုဆရာပေါ့နော်သူတို့အတွက်ဆိုတော့စီနီယာပေါ့အကိုဆရာအဲ့ကိုဆရာကိုဖုန်းဆက်တယ်ဖုန်းဆက်တယ်ဆိုရယ်အနေထားမှာကောင်လေးကလည်းပြောတယ်ဆရာကလည်းပြောတယ်တဲ့မင်း memory နေမကောင်းဘူးပေါ့ညီမနေမကောင်းဘူးပေါ့ပြန်ပေါ့အဲ့လိုမျိုးပြောတယ်ဆိုပြောလိုက်အဲ့ဒါကို तू သူ့ကိုဖုန်းပေးလိုက်သူ့ကိုဖုန်းပေးလိုက်ဆိုသူ့ဖုန်းပေးလိုက်ပြီးပြန်လာမှလာတယ်ပြန်လာခဲလို့ဆိုညီမပြောတယ်ပြောပြီးတော့ပြန်လာမယ်ထင်တာပေါ့အဲ့လမ်းမှာ तू က ပြန်မလာတော့ညီမရှိဘူးအဲ့ဆက်သုံးရက်နေ့ကပြန်မလာတော့14ရက်နေ့ကျောင်းညီမက14ရက်နေ့မနဲ့လေကျောင်းညီမဟိုတယ်မှာတယောက်တည်းနေခဲ့ရလေအဲ့ဂျီယာဟိုတယ်မှာ40ဂျီယာ47လို့ခေါ်တယ်119000ပေါ့နော်ဆိုတော့အဲ့နေရာမှာနေခဲ့ရတယ်ညီမတညလုံးတယောက်တည်းနေခဲ့ရတယ်ပြီးတော့နောက်နေ့ကျတော့ဘာဖြစ်လဲဆိုတော့ညီမပြန်လာတယ်ဟိုတရားကြီးချက်ောက်ထွက်ပြီးညီမတယောက်တည်းသူ့ထုတ်ပိုးတွေနဲ့ညီမထွက်ခံနေအောင်ပြောလိုက်သေးတယ်နင်းသူကထွက်သွားတဲ့အချိန်မှာဘာပြောလဲဆိုတော့ဒီအထုပ်ပိုးတွေကိုတော့ယူသွားတာဒီမှာလို့ယူသွားမှလည်းလို့နင်းချင်တဲ့အချိန်နဲ့တွားကြတော့ပြီးတောင်းမှန်မယ်ဆိုလို့ရှင်တွားလေလို့ဆိုပြီးပြောလိုက်တာညီမမလိုက်သွားတော့ဘူးညီမကျမရဲ့အချိန်လည်းမကောင်းညီမမလိုက်သွားဘူး သွားကြတော့တဲ့ဟာကိုသူပြန်မလာတော့ဘူးအဲ့မှာတွေကလုံးဝပြန်မလာတော့တာဆိုတော့အခုထိလည်းအဆက်အသွယ်လုံးဝမရဘူးဒါပေမဲ့ညီမကလည်းသူ့ကိုတိရယ်သူတနည်းအရသူထွက်သွားတာသူဆရာကြီးနဲ့သူလိုက်ပြီးတော့အမ်ဒီအဋ္ဌခံကိစ္စကိုလိုက်ဝင်မယ်လို့ထင်တယ်ဆိုပြီးညီမကလွှတ်ထားလိုက်ဒါပေမဲ့ဆလေးကနေညကြတော့ညီမရှီစာဝင်လာတယ်သူ့မိဘတွေရှိတယ်ညီမဖုံးဆက်တယ်သူ့အမိကိုယ်တိုင်းညီမရက်ွက်ကိုလာတယ်ညီမကိုနေတဲ့တခန်းကိုလာတယ်လာပြီးတော့စကားပြောတယ်ပေါ့နော်ဒါပေမဲ့အဲ့အချိန်ထိလည်းသူ့မိဘကစိတ်ကူတဲ့အရေးအယံတစ်ခုမှမပြခဲ့ဘူး ဲ့တော့ဘလူးဖြစ်သွားလဲဆိုတော့ဂိမ်းကြီးဆော့ထားရဲဆိုတော့ဒါဖန်ခံရတာမဟုတ်တော့တော့ဘူးเนาะအဲ့တော့ညီမကဒီအဲ့ဘက်မှာရှိရတောင်ကြီးမှာရှိရလူတွေရှိကိုဖုံးဆက်တော့လဲဆရာကဒီတိုင်းပဲလိုင်းပေါ်မှာရှိလို့သူတို့ကဂိမ်းခေါ်ဆော့လိုက်တာပါဆိုရဲအတိုင်းနဲ့ကြာဩဒါသူတို့ဘက်ကမဟုတ်တော့ဘူးဆိုပြီးသူတို့ဘက်ကအဲ့လိုလားဆိုပြီးတော့ညီမကဒီတိုင်းပဲထားလိုက်တယ်ပေါ့နော်ပြဿနာရဲ့အစက ဒီသူကလုံးဝထွက်သွားပြီးတော့ဆာမလာတတိမကျပြန်လာတာနောက်တော့14ရက်နေပြီးသွားတော့15ရက်နေရောက်သွားတယ်16ရက်နေကျတော့သူ့ရဲ့သူ့အလုံးလုံးတဲ့ဟာကြီး TikTok ကြီးเนาะ Telegram ကြီးเนาะနောက်ပြီးတော့ Viber အဲနောက် Facebook page နောက်သူ့ရဲ့ Facebook account ကြီးအဲ့ဒီဟာတွေကညီမရှိမှရှိရယ် Viber ကတော့မရှိဘူးပေါ့နော်ထားပါတော့အဲ့တော့ညီမဖြစ်ချင်တော့ Telegram မှာညီမကအဲ့ချိန်မှာလဲအဲ့ဒီကြားထဲမှာလဲညီမသူ့ဆရာကြီးကြီးဖုန်းဆက်တယ်နော်သူ့ဆရာကြီးကြီးဖုန်းဆက်တယ်သူ့ဆရာကြီးကလဲအဲ့ချိန်မှာအတိတ်ကဝင်တဲ့ခရင်းနဲ့ညီမတို့ကိုဘာမှအရေးတူမလုပ်ပေးနိုင်ဘူးဘယ်သူမှအရေးတူမလုပ်ပေးနိုင်ဘူးဒါကရိုးရိုးတမယိုးချဖြစ်တဲ့ကိစ္စ ဆိုတဲ့ပုံစံမျိုးနဲ့ဒီတိုင်းမဲ့ထားလိုက်တယ်ပေါ့နော်ဒီတိုင်းမဲ့ထားလိုက်တယ်ဆိုတော့ရပြီโอเคညီမဘာမှဘာမှအကူညီတောင်းလို့မရတော့ဘူးဆိုတော့ညီမကအဲ့ဒီတောင်ကြီးဘက်ကလူတွေရှီဖုန်းဆက်တယ်ဖုန်းဆက်တော့လေသူတို့နဲ့အဆက်အသွယ်မရပါဘူးပေါ့ဆရာကဖန်ခံထားတာလားဘာလို့မသိဘူးဘာမှမပြောဘူးဒီတိုင်းမဲ့ ဖြစ်ချင်တာကညီမကအခုအချိန်မှာညီမကိုပြန်ပြီးတော့အဆက်အသွယ်လုပ်လာပေးပုံတော့တခြားတခြားသောကိစ္စတွေကိုညီမမပြောတဲ့အချိန်မပြောဘူးဆိုတာကညီမတို့ဒီ family case တွေမှာမပြောဘူးဆိုတာကညီမကတစ်ဖက်လူရဲ့မိသားစုထိခိုက်မှာဆိုလို့ညီမမပြောဘူးအခုညီမလက်ရှိပြောချင်တာကညီမကသူ့နဲ့အတူတူတရားဝင်လက်မှတ်ထိုးပြီးယူထားတာမဟုတ်ဘူးဆိုပေမဲ့ညီမတို့ညီမနေတဲ့ရက်ကွက်မှာဒီအင်းစိန်မှာညီမနေတဲ့ရက်ကွက်မှာအတူတူသူနဲ့တက်ခမ်းတူတူဖွင့်ပြီးတူတူနေထားတာညီမတို့ကခိုးပြီးတော့ဟိုတယ်မှာသွားပြီးအိတ်ထားတာလည်းမဟုတ်ဘူးသူကိုယ်တိုင်းညီမကိုလက်ထက်ယူပါမယ်ဆိုပြီးတော့ညီမလည်း သူ့ကိုချစ်တယ်ညီမတို့ယောက်လက်ထက်ယူမယ်သူ့မိသားစုကမပြည့်စုံဘူးအဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်အော်ငါတို့နှစ်ယောက်တူတူစူးစမ်းမယ်ဘယ်မိဘမှအပုံကပ်ဘူးညီမတို့မိသားစုကကြောင့်အတင်းအတင်းရှိရဲ့ဆိုတော့မိသားစုတွေနှစ်ယောက်နှုံးနှစ်ဖက်အပုံကပ်ပဲငါတို့စူးစမ်းကြမယ်အလုပ်တူလုပ်ကြမယ်ဆိုပြီးတက္ကန်ကိုညီမတို့ရက်ွက်မှာငှားနေရဖြစ်တယ်ဆိုတော့ရန်ကုန်သူ့တက္ကန်လိပ်စာသူတို့တင်ထားရန်ကုန်အင်းစိန်ဖော့ကန်နော်နောက်ပြီးတော့ဒီအထက်မင်္ဂလာလန်းပေါ့မင်္ဂလာလန်းအဆုံးသားမှာဖုန်ကြီးကြောင်းရှိတယ်မပြရ I'm sorry မင်္ဂလာတီဖုန်ကြောင်းရှိတယ်မင်္ဂလာတီဖုန်ကြောင်းနာတိုက်တယ်အောင်ဆိုပြီးသူ့ကိုအဲဒီ TikTok မှာစာပို့လို့ရှိရင်လည်းအဲ့စာချလာမယ် အဲ့လိပ်စာရှိရပါတော့အဲ့လိပ်စာမှာညီမတို့တူတူနေကြတာညီမတို့ဒီပြီးခဲ့တဲ့ဒီ February လေးကနေပြီးတော့အခုထိတူတူနေကြတာပေါ့နော်ဒီအခုသူထားသွားရဲဆိုရဲဒီခုနှစ်လပိုင်းမှာညီမတို့ကအင်စာချုပ်ပြည့်တာ အင်စာရောက်ခွန်းလာပိုင်း30မှာပြည့်တာညီမအိုက်တက်ခန်းအနေမျိုးခွန်းလာပိုင်း25ရက်နေ့ကပြောင်းလာတယ်။အဲ့ဒီတက်ခန်းကအဲ့ဒီတက်ခန်းမှာနေခဲ့ရဆိုလည်းညီမတို့ကခိုးယူပြီးပေါင်းတူနေခဲ့ရမို့လက်မှတ်မထိုးရသေးရပဲရှိတာအတူတူလင်မယားအရာမြောက်ပြီးတော့အာနေခဲ့ရဆိုတာလည်းသူ့အမိတည်ရဲ့တကောင်ချင်းထဲမှာပါတယ်သူ့အမိပါတယ်တက်ခန်း25ရက်အချိန်ကြီးကညီမတို့ပြဿနာဆက်တက်ခန်းမှာနေကြရထိုင်ကြရဆိုတာလူတွေကစုံနေပေါ့နော်အဲ့ဒီတက်ညီမကကျတော့စီကန်အရန်တင်းကျက်တဲ့ထဲမှာပါတယ်ညီမစီကန်ရန်တင်းကျက်တယ်ဆိုတာစီကန်ရှိတဲ့ထဲမှာပါတယ်တခုခုဆိုလို့ရှိရင်ညီမကသူ့ကိုပြောတယ်အဲသူ့တငယ်ချင်းတွေကိုသူပြောပေါ့နော်သူ့တငယ်ချင်းတွေဒီလာတယ်ဒီလိုမျိုးစီကန်မရှိတာညီမမကြိုက်ဘူးညီမသူ့နဲ့အဆင်မပြေ ီညီမသူ့စီအောင်ပြောတယ်သူ့စီအားလည်းစီကန်းရှိရယ်ပြောပေးရယ်သူ့စီအားပြောရင်တော့ရတယ်တခြားလူကညီမပြောရင်တော့မရဘူးပေါ့နော်ဆိုတော့အဲ့ဒါကြီးကထားပါတော့အဲ့ဒီကိစ္စကြီးနဲ့ပတ်သက်ပြီးတော့ပြဿနာကရကစားကြီးအများနဲ့ဖြစ်ကြရတယ်ပေါ့နော်နောက်ပြီးတော့ညီမတို့မိသားစုကိုတို့မိသားစုမထောက်ပံ့ရဘူးတို့မိသားစုကိုအကုန်လုံးဖိုးအွားကလေးတွေသူ့ညီကောင်မောင်နှမတွေသူ့မိဘဒီကအစားသူထောက်ပံ့ရတယ်ညီမမိသားစုကိုသူထောက်ပံ့နေတာတခုမှမရှိဘူး ညီမကလည်းထောက်ပံ့မှလို့မပြောပါဘူးဆိုညီမအမေတွေဖေတွေကတို့တို့တို့စားနိုင်တယ်တောက်နိုင်တယ်တို့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 စီးပွားနဲ့တို့ရှိပြီးသားသူသမီးကိုသူကဒီလူကလောကီစရာဖြစ်တဲ့အတွက်ဒီအလုပ်ကိုလုပ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်အရင်မတော့ကဘူးเนาะအဲဆေးဒီခေတ်ပေါ်မှုရဲ့ဈေးဝယ်ကြီးမတုံးဆွဲရဘူးနောက်ပြီးတော့ဒီသူများတမယောက်ကိုဖောက်လဲဖောက်ပြန်မလုပ်ဘူးဆိုတော့ဟာဒီကိုညီမပြောပြထားတာဖြစ်တဲ့အတွက်ညီမဒီလိုလူကောင်းသူကောင်းကိုလိုချင်လို့ညီမသူ့ကိုရွေးချယ်ခဲ့တာရွေးချယ်ခဲ့ရဆိုတဲ့အတိုင်းတာမှာအခုလိုမျိုးအခုညီမကိုအတူတူနေထိုင်တဲ့အကြောင်းမှန်ကန်ရဲ့သားနဲ့အခုဒီဝါလာကျလို့ရှိလို့ရှိရင် ယူမလားမယူမလားလည်းမသိညီမတို့ကပတ်စံစုထားတယ်ညီမတို့ဘယ်လိုပဲဖြစ်ဝါကျုပ်လို့ရှင်တော့ညီမမိပါတိုက်တော့မှာပဲဒီဝါကျုပ်ရင်ယူမယ်ဆိုတာလည်းညီမဒီဆွေမျိုးအတိုင်းဝိုင်းနေကိုလည်းသူ့ကိုချပြထားတယ်ညီမတော်ကပြောတယ်အမေသူ့နာမည်တခုရနေတဲ့အချိန်မှာညီမမလိုချင်သေးဘူးဆိုပြီးတော့မှမိပါတွေကပြောတာသူ့အတွက်ကိုချီးပြောပေါ့နော်ဆိုတော့ဒါပေမဲ့ညီမတို့ဒီဝါလည်းကျို့လို့ရှင်တော့လက်မဲ့ထိုးဖို့ကိစ္စတွေပါတယ်ညီမတို့ရှိရဲပေါ့နော်အမေကပြောထားပြီညီမကလည်းသူ့ကိုပြောထားတာရှိတယ်သူကဘယ်ချိန်ယူမလဲယူမလဲလို့တော့ညီမကပြောနေညီမကဟမ်ငါကဒီလိုမျိုးလောက်ချင်သေးဘူးเนาะအဲ့လိုမျိုးပြောထားတယ် ညီမတို့ဒီတက်ခမ်းမှာအတူတူနေထိုင်နေဆိုတော့ညီမတို့ဟိုတယ်မှာသွားပြီးတော့ခိုးချောင်ခိုးကအိတ်ထားတာမဟုတ်ဘူးညီမနှစ်ဖက်မိဘလည်းတည်တယ်အခုချိန်ဒီမှာသူ့မိဘကိုမေးတယ်သူ့မိဘကဘာပြောလဲဆိုတော့အော်နဲ့မသိဘူးလေတဲ့သူ့သားကတဲ့ပြန်မလာတော့ဘူးတဲ့ညီမကိုလည်းမချစ်တော့ဘူးလို့ပြောတယ်တဲ့ရှင်မင်းပြူပါဇက်ကထွက်တယ်စကားမဟုတ်တော့သူ့မိဘရှင်ကထွက်တယ်စကားနင်ကားတဲ့ငါတို့ရဲ့အဲဒီမိသားစုကိုတွေးခွဲတယ်လို့ပြောတယ်တဲ့ရှင်မင်းပြူကတဲ့ရှင်မင်းပြူပါဇက်ကပြောတယ်တဲ့ညီမကသူ့မိသားစုကိုတွေးခွဲလို့သူ့အမေပါတိလို့လဲရှင်မင်းပြူပါဇက်ကတွေးခွဲလို့ နော်ရွှေမြူဆက်ကပြောတယ်ညီမကလည်းတို့မိသားစုတွေးခွဲလို့တော့ညီမနဲ့ပတ်သက်ချင်တာမပတ်သက်ချင်ဘူးဆိုလို့ရှိရင်လေညီမကိုပေါ်တင်ပြောလို့ရတယ်သူဖုန်းဆက်ပြီးပြောလို့ရတယ်သူဘာမှမပြောဘူးဒါပေမဲ့ညီမကိုထားပြီးထွက်သွားတာကဘယ်လိုပြောပြီးထွက်သွားလဲဆိုတော့ तू ဖန်ခံရတာဖြစ်တဲ့အတွက်ကြောင့်ညီမနဲ့လည်းအဆက်အသွယ်မရဘူးတခြားလူကနေပြောခိုင်းတာစာတွေရှိရယ် screenshot တွေရှိရယ်ညီမဒီ TikTok ညီမ TikTok ရမှာရှိရတင်ထားရပေါ့နော်အဲညီမကိုစိတ်ပူတယ်သူပြန်လာပါမယ်ဆိုပြီးတော့သူကပြောသွားတယ်အဲ့ဒါပဲညီမကသိရတယ်ကျန်တဲ့ကြောင်လည်းမသိရဘူးဒါပေမဲ့သူ့အမေရှိကိုဖုန်းဆက်ပြီးတော့မေးတော့သူ့အမေကဘာပြောလဲဆိုတော့ သူသားနဲ့သူအဆက်အသွယ်ရှိရဲ့အဲဒါပေမဲ့သူကအဲ့ဘက်မှာတောင်ကြီးမှာပြောနေပြီဘယ်တော့မှပြန်မလာတော့ဘူးအဲ့လိုမျိုးပြောတယ်အဲ့ဆိုလူတယောက်ကိုညီမကိုညီမမိသားစုတွေလည်းရှိရဲ့ညီမပတ်ဝန်းကျင်အတိုင်းမှာညီမရက်ကွက်မှာလာပြီးဒီလိုမျိုးနေထိုင်ထားတာဖြစ်တော့လူတွေကညီမတို့ကိုသိတယ်သိရဆိုညီမကဘယ်လိုဖြစ်သွားမလဲနော်ညီမပြောချင်တာအဲ့တစ်ချက်အဲ့တစ်ချက်ကိုသူတာသမီချင်းကိုချင်းစာတာပဲဖြစ်ဖြစ်ညီမချင်းကိုချင်းစာတာပဲဖြစ်ဖြစ်လာပြေချင်းရမှာအခုကိစ္စကသူ့အမေကသူ့ဘလို့တွေပြောထားလဲတော့မသိဘူးသူ့သားကညီမနဲ့လုံးဝရှင်မင်းဖြူကညီမနဲ့လုံးဝအဆက်အသွယ်လုံးဝမလုပ်ဘူးသူ့ဆရာလေးတောင်ကြီးကိုသွားတယ်မေးတယ်မြန်းတယ်ဒါပေမဲ့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူကမဖြေဘူးဆိုတော့ရှင်မင်းဖြူလုံးတဲ့ ဒီ case ကပေါ့နော်ဘလို့ကြီးဖြစ်နေမှန်းကိုမသိဘူးအခုချိန်ထိလည်းညီမရှိကိုဆက်တယ်များပုံမှန်ဆိုညီမတခွန်းဆိုတခွန်းနေတဲ့မျိုးသားပေါ့နော်ဆိုတော့အာဘာမှလည်းထူးထူးခြားခြားဖြစ်သွားတာမရှိဘဲနဲ့ဒီလိုမျိုးကြီးဖြစ်စေပြီးတော့လူမျိုးထားခဲ့တာကြတော့အဆင်မပြေဘူးပေါ့ညီမကိုလာပြီးတခုခုပြောအေး तू တကယ်လို့တာဝန်မယူနိုင်ဘူးဆိုလို့ရှိရင်ညီမတို့ကကိုယ်ယူပြီးပေါင်းသိမ်းထားတာမဟုတ်တဲ့အတွက်ကြောင့် तू तू နဲ့ပတ်သက်တဲ့ဒီ ဟုတ်လေလမ်းကြောင်းနဲ့ညီမတို့သွားလို့ရတယ်ဒါပေမဲ့ညီမအချက်မကွဲခြင်းလို့အခုဒီ TikTok ပေါ်မှာတက်ပြီးပြောရအောင်မညီမတို့တော့အချက်ကွဲလာပြီနော်ညီမရဲ့ဆွေမျိုးတိုင်းဝိုင်းနေမိဆွေကြီးတိမယ်နော်ဒီလိုမျိုးကိုလည်းတိနော်အော်သူတို့ကအဆင်ပြေရပဲထင်ကြမှာ तू ကတော့ TikTok ပေါ်မှာ post တွေမပြတ်တင်ပြီး तू ကအရာအေးချောင်းပဲဒီတောင်ကြီးမှာနေတယ်အ ไอ้ตองจี้ก็ลูกတွေก็เลยပြောပေးရဲ့လို့တော့ပြောတယ်ဒါပေမဲ့ तू ก็ပြတ်မလာညီမမျက်နှာလည်းမြင်ကြုံညီမတန်လည်းမကြကြုံလို့ပြောတယ်အဓိကညီမနဲ့ तू เนี่ย तू တကယ်လို့မှန်ကန်လဲဆိုညီမနဲ့ तू เนี่ยတဲ့လာရှင်းပေးပါညီမပြောချင်တာပေါ့နော်တဲ့လာရှင်းပေးပါအခုချိန်ကြီးလဲ तू မြစ်တာလည်းမပြောထောင်နေတဲ့ဘုအစီစဉ်လည်းမရှိဘူး तू အမေကတော့ပြောတယ် तू အမေကဆက်ဆချင်းเนี่ยဘာပြောလဲဆိုတော့ညီမကိုဖုန်းဆက်ပြီးဘာပြောလာလဲဆိုတော့အနင်တို့ယောက်ကလက်မှတ်ထိုးထားတာမဟုတ်ဘူးတဲ့တကယ်လို့နေတရားရင်ဆိုင်လို့ရှင်လဲနေဘက်ကရှုံးမှာတဲ့အဲ့လိုမျိုးစကားမျိုးညီမကိုရင်စပြောတယ်ပေါ့နော်အဲ့တစ်ချက်ပြဿနာကဘယ်လိုလဲဆိုတော့ तू အမေညီမမေးဘူးတဲ့အန်တီလို့အန်တီသမီးလေးကဆိုလို့ရှင်လို့ဘယ်လိုလုပ်မှာလဲလို့ညီမမေးလဲမေးတော့ तू အမေကမသိဘူးလေတဲ့ तू တာရတယ်ပြန် မှမလာကျင်တာတဲ့ဘယ်လိုလုပ်ပြရမှာလဲတဲ့အဲ့လိုမျိုးပြောတယ်မင်းတို့ကိစ္စနေလို့ရှင်းပေါ့နော်ငါ့ကိုလာပြီးတော့ဆွဲမထင်းနေအဓိကပြဿနာကကြတော့ तू ကသူ့သားနဲ့သူအဆက်အသွယ်ရှိရလို့ပြောတယ်အဆက်အသွယ်ရှိရလို့ပြောရဖြစ်တဲ့အတွက်ဖြည့်ရှင်းပေးပေါ့နင်လာရှင်းမှရမယ်နင် तू သူ့သားကဒီလိုတောင်မှမိမယူတတ်နေပြီပဲဟုတ်တယ်မလားဒါပေမဲ့သူ့မိပြောရစကားတခုရှိရညီမအဲ့တုန်းကဖုန်းဆက်လိုက်တော့အနီရောဘက်ကလည်းရှင်းနေပြီနဲ့မေးပြီးွားပြီတမီးတို့ကလည်းလက်မှတ်အတူတူထိုးထားတာမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်လည်းနှစ်ဦးသဘောတူလက်မှတ်ထိုးထားတာမဟုတ်တဲ့အတွက်ကြောင့်အဲတမီးတို့ဒီအမှုရင်ဆိုင်ရင်လည်းရှုံးပါတဲ့ အဲ့လိုမျိုးပြောတယ်တစ်ချက်ရှိတယ်တောင်ကြီးဘက်ကလူတွေနဲ့စကားပြောတယ်သူ့ကိုခေါ်ယူပြီးတော့ထားပေးထားတဲ့သူ့ရဲ့လူတွေပေါ့နော်သူ့ကိုခေါ်ယူပြီးတော့စေတုစေပောက်အရင်တော့ကျတော့ညီမတို့ခေါ်လုပ်တယ်နောက်တော့ရင်းနှီးသွားတယ်တိသွားတယ်ဆိုအတိုင်းတာမှာသူ့ကိုအခုတောင်ကြီးခဏရွေးဖျားပြူမှာခေါ်ထားတဲ့လူတွေရှိတယ်အဲ့ဒီလူတွေဘက်ကလည်းညီမတို့ပြောတယ်ကျတော့သူတို့ကတော့မသိဘူးဖြစ်လိမ့်မယ်ညီမတို့ကတော့အတူတူဒီလိုရှိတယ်ကကနနာမသိဘူးဖြစ်လိမ့်မယ်ညီမတို့ကတကောင်စင်းနေနဲ့အဲ့စင်းနေနဲ့တေချာနေထိုင်ထားတာဖြစ်တယ်နှုံးနှစ်ပတ်မိပါလဲတိတယ်သူ့မိတွေသူ့ဆရာကြီးလည်းပါပြီးနေထိုင်ထားတာဖြစ်တဲ့အတွက်ကြောင့်တိတယ်ဆိုတော့အဲ့ဒီခန်းကဏ္ဍတွေမသိလို့ တော်လည်းပြောတာဖြစ်ရင်ဖြစ်လိမ့်မယ်ပေါ့နော်ညီမကပြောတယ်အမားရဲ့ဒီကိစ္စကိုတည်းမှရုံးမှတိုင်လို့ရှိရင်လေအမားပဲရှုံးပါတဲ့မအားမယောက်ကားတဲ့တရားဝင်လက်မှတ်ထိုးထားတာမဟုတ်ဘူးတဲ့အဲ့လိုမျိုးပြောရက်တယ်နော်တရားဝင်လက်မှတ်ထိုးထားတာမဟုတ်ပြီးတော့ညာလဲဒီလိုမျိုးအတူတူနေထိုင်နေရှစ်ခုနိုင်နောက်ခုနိုင်အကုန်လုံးတရက်ကွက်လုံးသိနေတာဖြစ်တဲ့အတွက်ကြောင့်ညီမကစတဲ့နေညီမဆရာမဆရာမဆိုညီမအကုန်လုံး respect ရှိရယူတည်ကြရတယ်နော်ဒီရက်ကွက်မှာစတဲ့နေတာဖြစ်တဲ့အတွက်ဆရာမတယောက်ဖြစ်တဲ့အတွက်အကုန်လုံးကသိတယ်သိရဆိုတော့ညီမက အရှက်ကွဲလေညီမကိုယ်တိုင်တို့နဲ့လိုက်နေတာအဲ့ဒီညီမငားနေတဲ့အိမ်ဆိုတာလေညီမတငယ်ချင်းရဲ့မိဘအိမ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးလမ်းလူကြီးတွေရောအကုန်လုံးလက်မှတ်တွေထိုးပြီးအတူတူကနေထိုင်ကြရတာဆိုတာဒါတို့အနည်းတမျိုးယူတော့မယူပါသေးဘူးဒါပေမဲ့ဒီမှာလာနေမှာဆိုပြီးတော့လက်မှတ်တွေထိုးပြီးအတူတူနေတာအကုန်လုံးတိတက်တွေရှိတယ်အတိတက်တွေရှိရဲဆိုညီမတို့ကတကယ်လို့ဒါရှင်မင်းဖြူကိုအဲ့လိုမျိုးယုံမာခြင်းနဲ့ပြောဆိုခြင်းနဲ့ဆိုညီမတို့ယုံတိုင်လိုက်တာကြပြီအခုကိစ္စညီမအရှက်ကွဲမှာဆိုလို့ညီမတို့မိဘတွေအရှက်တိတ်ခါတွေညီမအရှက်တိတ်ခါတွေအဲ့လိုမျိုးကွဲမှာဆိုလို့ညီမကလာပြီးဖြေရှင်းစေခြင်းလား နော်အဥပဒေအကြောင်းအရအနေနဲ့ရင်းမဆိုင်စေခြင်းဘူးသူ့ကိုလည်းအဲ့လိုရင်းမဆိုင်စေခြင်းညမလှုပ်ချင်ရင်လှုပ်လို့ရအခုတော့မှတော်တော်အရှက်ကွင်းနေပြီနော်အခုတော့မှတော်တော်အရှက်ကွင်းနေပြီဒီ force ကိုသူ့မြင်အောင်လို့တစ်ချက်တော့ပြရင်လည်းပြပါအဲ့တော့မှသူ့မိဘကသူ့ကိုဘယ်လိုလှုပ်ထားလဲသူ့မိဘကသူ့ကိုပြောထားတာလားသူ့စိတ်ရင်းမှန်နေညမကိုမဆက်သွယ်ချင်တာလားအဲ့ဒီတုန်းကမန္တလေးမှာပြဿနာတွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်သူညမကိုလက်ပါချေပိုင်းနဲ့လှုပ်တယ်လှုပ်တော့ညမစေးုံစေးကန်းရောက်တယ်အဲ့ဒီကိစ္စတွေကိုပဲသူကသူ့ညမမိဘတွေကိုသူအားနာလို့မဖြေရှင်းချင်တာလား ဲ့လိုမျိုးတွေရှိရပေါ့နော်ညီမကိုလက်ပါခဲ့တာမှန်တယ်ဒါပေမဲ့ညီမခွန့်လွတ်တယ်တီးခံတယ်ဘာလို့လဲဆိုညီမကလည်းအဲ့တုန်းကသူ့ရဲ့အဲဒီစီနီယာအကိုဖြစ်တဲ့ကိုထူအောင်ညီမကကိုထူအောင်ဆိုတဲ့အကိုပေါ့နော်ဖြစ်တာကတော့ဒါပြုတ်ပြလိုက်တာပေါ့နာမည်ပြုတ်ပြလိုက်တာညီမကသွားပြီးတော့သူ့ကိုဟာငါတို့ဘာလို့အဲ့လိုလာပြောတာလဲဆရာတော်မပြောတော့ငါ့ကိုဘာဖြစ်လို့လဲဆိုပြီးတော့ညီမကစကားအဲ့လိုမျိုးပြောလိုက်မိတယ်ဟမ်ငါတို့ကိုလာဖောင်းနေဆိုပြီးညီမကထင်သွားတာအမေတကယ်ကတော့အဲ့ဒီအကိုကလည်းအဲ့ဒီကောင်လေးပေါ့နော်သူကလည်းအဲ့ဆရာကလည်းသူကပြောချင်လို့ပြောတာမဟုတ်ဒီတိုင်းပဲပြောလိုက်တာ သူကလည်းအဲ့တိုင်းလေးပဲပြောလိုက်တာညီမကလည်းအဲ့အချိန်မှာညီမတို့ဒိတ်တံဝန်ကန်ဒီမှာညီမတို့အဖြစ်ဝင်တယ်လို့ပဲညီမတို့ကသဘောထားတယ်ညီမလည်းအဲ့လိုမျိုးပြန်ပြောလိုက်မိရဲ့အခန်းကဏ္ဍမှာဒီလိုမျိုးပြဿနာတွေဖြစ်ကြရတယ်ပေါ့ဒါမဲ့နှစ်ယောက်သားအခုပြပြလေးလေးနဲ့ပြောလိုက်တဲ့အချိန်မှာအကုန်လုံးအဆင်ပြေပါအမကျွန်တော်လည်းစိတ်ထဲမှာမထားဘူးအမလည်းစိတ်ထဲမှာမထားဘူးကျွန်တော်တို့အဆင်ပြေတယ်ရတယ်ကျွန်တော်ကသူနဲ့အဆက်အသွယ်ရလို့ရှိရင်ကျွန်တော်အဆက်အသွယ်လုပ်ပေးမယ်လို့ပြောတယ်ဒါမဲ့ဒီကြားထဲမှာသူတို့အဆက်အသွယ်မရကြဘူးသူတို့ဆရာဖြစ်တဲ့လူနဲ့အဆက်အသွယ်ရတယ်ဆရာကလည်းမင်းမှမြန်မာပဲဒါမဲ့ရှင်မင်းဖြူကအကိစ္စနဲ့ပတ်သက်ပြီးလုံးဝမဖြေဘူးလို့ညီမသိရတယ်ပေါ့နော်ဆိုတော့ ညီမမှာကဲရကူရမဲ့သွားပြီပေါ့နော်တကယ်လို့ဟိုတူတာသူ့ဆရာကြီးနဲ့ပတ်သက်ပြီးတော့ပြန်ရောက်တယ်ဆိုလို့ရှိရင်ညီမကိုဖုန်းပြပါလိမ့်ဆက်လို့ရှိရင်လည်းညီမမျိုးကအဆင်ပြေကောင်းပြေလိမ့်မယ်ဒါပေမဲ့ तू ကလုံးဝဖုန်းမဆက်တာလုံးဝလည်းဖုန်းမဆက်အဓိက main က तू ဖြစ်နေတယ် तू မိဘတွေကလည်း तू ကိုဘယ်လိုမျိုးပြောဆိုပြီးတော့ချုပ်ကန်ပြီးတော့ချဲ့လဲထားလိမ့်တော့ညီမလည်းမသိဘူးညီမရှိကို14ရက်နေ့ကနောက်ဆုံးတခြားလူရှိကနေပို့ရဲစာကိုရှာတယ်အခုချိန်နေဒီလုံးဝအဆက်အသွယ်မရသေးဘူးပေါ့နော်ဆိုတော့ သူ့ရဲ့မိဘတွေနဲ့ပတ်သက်ပြီးတော့လေညီမမလာပြောပြတဲ့လူရှိတာဖြစ်တဲ့အတွက်တက်တည်တက္ကရာနဲ့အကုန်ရှိတာဖြစ်တဲ့အတွက် तू မကြောက်ဘူးဆိုလို့ရှင်အေးနေရှင်းဆိုလို့ရှင်ညီမကတော့ရှင်းချလိုက်မှာပဲ तू ရှင်းခိုင်းလို့ရှင်းချတာတက်တည်ထောက်ထားရည်လေပြည့်စုံရှိတာဖြစ်တဲ့အတွက်ညီမတို့ဘာမှအဲ့ကြောင်တော့နောက်ပြန်ဆုပ်လို့မရတော့ဘူးကောနော်အဲ့ကြောင်တော့နောက်ပြန်ဆုပ်လို့မရတော့ဘူး तू ဒီမိဘတွေ तू ဆွေမျိုးအတိုင်းဝိုင်းနေအကြောင်းကိုအာ တိသွားလိမ့်မယ်ညီမအဲ့လိုမျိုးမဖြစ်စေချင်ဘူးအဓိကကညီမတို့လာရှင်ညီမတို့မျိုးအဆင်ပြေပြေဖြစ်သွားပြီညီမတို့ဒီပြဿနာကြောင့်မေရီဒီပြဿနာကြောင့်ကိုရှင်မင်းဒီလိုမျိုးထွက်သွားတာဆိုလို့ရှင်ညီမကိုရှင်မင်းကိုခွန့်လွတ်တယ်တီးလဲတီးခံတယ်ချစ်လဲချစ်ပါတယ်နော်ချစ်လဲချစ်တယ်ညီမအခုဒီအကြောင်းအရာတွေကိုဒီလိုမငိုဘဲနဲ့ပြောပြနိုင်နေဆိုတာကညီမသူ့ပုံကိုထားတဲ့စိတ်စေတနာမှန်ကန်နေညီမဘက်ကလည်းလှုပ်ပေးတင်တာအကုန်လုံးလှုပ်ပေးတယ်မရှိတဲ့အချိန်တွေကတော့သူဘာမှမပြည့်စုံခင်အချိန်တွေကသူတိမှာပါသူဘာမှမပြည့်စုံခင်အချိန်တွေက ညီမကသူ့နားမှာရှိပေးပြီးတော့ဖေးဖေးမမနဲ့เนาะအရာအားလုံးကိုအတူတူဖြတ်တန်းလာတဲ့မိမတယောက်အနေနဲ့သူ့ညီမနောက်ဆုံးတောင်းဆိုတာပါနောက်ဆုံးအနေနဲ့တောင်းဆိုတာပါညီမရှိကိုပြန်လာပြီးတော့ဖြေရှင်းမှာဒီလိုဒီကြောင်းဒီလိုရှိရဲဆိုလေညီမသူ့မိဘတွေသူ့ဆွေမျိုးတိုင်းဝိုင်းတွေကိုလည်းညီမအပြစ်မမြင်ပါဘူးထောက်ပံ့မြဲထောက်ပံ့မှာပါပေးမြဲပေးမှာပါဒါပေမဲ့ယောက်ျားဆိုတာမိမကို စည်းစိမ်ဥစ္စာရှာဖွေပြီးရင်အက်ကရလေဟုတ်တယ်မလားအဲ့တော့သူ့တာညီမကိုအက်တယ်အဲ့စည်းစိမ်ဥစ္စာတွေကိုတို့မရရကောင်းလားဆိုပြီးတော့တို့မှပြောဆိုပိုင်းခွင့်မရှိဘူးမိဘတွေကိုထောက်ပံ့နိုင်တဲ့လောက်တော့ထောက်ပံ့မှာပဲနော်ညီမကြောင့်ညီမမိဘတွေညီမတကယ်လုံးဝမထောက်ပံ့ရဘူးညီမအဲ့လိုမျိုးလှုပ်သေးတယ်ဒါပေမဲ့အော်ထောက်ပံ့မယ်ဆိုပြီးလှုပ်သေးတယ်ဒါပေမဲ့ညီမကိုမထောက်ပံ့ပြစ်ခဲ့ဘူးတော့သူ့မိဘတွေကိုပဲညီမတို့ထောက်ပံ့ပေးခဲ့တာမှန်ပါတယ်နော်နောက်ပြီးတော့တခြားတခြားသောအကြောင်းအရာတွေလည်းညီမမှာ သူပြောလာလို့ရှိရင်သူရဲ့မိဘတွေဘက်ကပြောဆိုလာတယ်သူတိုင်းဝမ်းဘက်ကပြောဆိုလာတယ်ရှိရင်ညီမမှာရှင်းပြဖို့အကုန်လုံးကြကြလက်ကြရှိပါတယ်သူတို့ဘက်ကမရှက်ဘူးမကြောက်ဘူးအဲပြောလိုက်လေဆိုလို့ရှိရင်တော့ညီမကပြောပြမှာပါအဲ့ကြမှာအသက်ရေဖြတ်မှုလို့မသက်ရေဖြတ်မှုလို့ညီမကိုလာပြီးတော့မပြောပါနဲ့သူတို့ဘက်ကပြောလိုက်လို့ပါမိရတာဖြစ်တဲ့အတွက်ညီမပြောမှာဖြစ်တယ်နောက်ပြီးတော့ဂျားလူတွေပေါ့နော်ဂျားလူတွေကညီမတို့ကိုမစိစက်မညီနိုင်ပေးဘူးမစိစက်မညီနိုင်ပေးတဲ့အပြင်ကိုအမ်တရားဆွဲမယ်ပါညာလေးပြောထားရှိတယ်စဲဆိုပြီးချိန်မောင်းထားလည်းရှိတယ်အဲ့ဒါတွေကိုလည်းညီမကညီမအမ်ဒီ อเป็ดไม่อยู่บ่าวปะเนาะอเป็ดไม่อยู่บ่าวบลุเลยสรุปนอกไปဒီအဖြေတွေပေါ်သွားလို့ရှိရင်လူစားကိုယ့်ကိုရှက်လိမ့်မယ်။အဖြေပေါ်သွားတဲ့အချိန်မှာလူစားကိုယ့်ကိုရှက်လိမ့်မယ်။အော်ဒီလူတယောက်ကိုဒီလူပြောလိုက်မိလေခြင်းဆိုပြီးတော့အဲ့လိုမျိုးတွေဖြစ်မှာဆိုလို့ညီမကဘာအပြစ်မှမယူဘူး။ဒါပေမဲ့အဲ့ဒီအကြောင်းတွေကိုအရှင်မင်းဖြူနေညီမနဲ့ပြန်အဆင်ပြေသွားတဲ့ခါကျရင်တော့ညီမကပြောပြပေးမှဖြစ်တယ်ပေါ့နော်။ပြောပြပေးမှဖြစ်တယ်။အဲ့ကြလို့ရှိရင်တော့တို့ရဲ့ address ပေါ့နော်။တို့ပုံမှန်မှုတွေညီမကတော့စိတ်ထဲမှာတော့မထားပြေဘူး။ဒါပေမဲ့ညီမကိုပြောတော့မဟုတ်ဘဲနဲ့ပြောခံရတော့လူတိုင်းကတော့နာကြတဲ့လူတွေပဲလေ။ဟုတ်တယ်မလား။နာကြတဲ့လူတွေပဲ။အဓိကကညီမပြောချင်တာရှင်မင်းဖြူကိုအဒီ post လေးကို เนาะရှင်မင်းဖြူဆိုပြီးရှာလိုက်လို့ရှင်သူတယောက်ပဲเนาะရှင်မင်းဖြူဆိုရင်သူတယောက်ပဲရှိရသူရဲ့ Facebook account ကတော့ဒီထားတယ်အဲညီမရဲ့ Facebook account ရှိရတီဗီခင်စောဆိုတဲ့ account မှာလည်းညီမနဲ့သူနဲ့ပုံလေးရှိရတင်ထားတယ်ဒါပေမဲ့သူကအခုရှင်းလာမယ်ရှင်းနေတော့ကစာပြီးသူအလုပ်ပြန်လုပ်တယ် TikTok မှာအလုပ်သူပျော်ပျော်ပပနဲ့ပြန်လုပ်တာဖြစ်တဲ့အထွက်ကြောင့်သူတင်ထားတယ်သူရဲ့ TikTok မှာပဲဖြစ်ဖြစ်သွားပို့လို့ရပါတယ်သူရဲ့ Viber ဖုန်းနံပါတ်တွေရော Telegram ဖုန်းနံပါတ်မှာတင်ထားပါတယ်အဲ့မှာသွားပြောလို့ရတယ်ပို့ပေးလို့ရတယ်ပေါ့နော်ညီမဘက်ကမှန်ကန်တဲ့အခုချိန်ထိလည်းမြင့်တာမပြတ်ဘူးသူပြန်လာဖို့ အားမရှိဘူးပြန်လာဖို့အဆင်မပြေဘူးဒီမိသားစုတွေကိုဘလို့ဝင်ရမယ်မသိဘူးဆိုလည်းညီမမိဘတွေဘက်ကသူတို့ကညီမတို့ကတိတ်ခါအရှက်တိတ်ခါနဲ့နေရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ညီမတို့လာခေါ်ပေးမယ်သူရှိရဲ့နေရာကိုလာခေါ်ပေးပါမယ်အခုချိန်ကဒီတောင်ကြီးမှာလည်းနိုင်ငံရေးချိန်နေတဲ့အဆင်မပြေဘူးဖြစ်တဲ့အတွက်ကြောင့်ညီမနားလေပါတယ်ဒါပေမဲ့ညီမကိုဖုန်းတစ်ချက်လောက်ပဲဖြစ်ဖြစ်ဆက်ပြီးတော့တိတိကျကျကကနာရှင်းပြရင်ညီမဘက်ကလည်းရှင်းပြပြောပြစီကကိစ္စကြီးအများကြီးရှိရပေါ့နော်သူတို့မိသားစုအတိုင်းဝိုင်းနဲ့ပတ်သက်ပြီးတော့အဓိကကကြတော့လူတွေကလောဘကြီးကြောင့်ဖြစ်ကြတာလေလောဘကြီးကြောင့်ဖြစ်ကြတာဒီပတ်စံကို လင်းတဲ့နေရာရေဖြစ်လာပြီဆိုတော့လင်းမယားကြားထဲမှာပဲရှိရမယ်နော်အဲတခြားမိဘတွေကဝင်ရောက်ဆုတ်ပတ်ပိုင်ခွင့်မရှိဘူးဆိုတာလူတိုင်းလည်းသိပါတယ်နော်သူတို့အရင်လူချင်းတပတ်ဆိုလို့ရှိလို့ရှင်လဲအဲ့ပစံတွေကိုသူ့သားတယောက်ထဲသူ့သားအုံနောက်နဲ့ရှာလို့ရှင်သူတို့အုပ်ဆိုးပိုင်ခွင့်ရှိရဒါပေမဲ့လင်းရမရရဖြစ်လာလို့ရှင်တော့သူ့သားလူလို့မဟုတ်တော့ဘူးလေဒါလူတိုင်းသိတယ်နော်အခုဟာကသူ့ရဲ့သားတော်မောင်ကိုယ်တိုင်းရှင်မင်းဖြူကိုယ်တိုင်းကမြမဘက်ကိုမတွေးပေးဘဲနဲ့ ီလိုမျိုးတွေလုပ်နေရလားသူမိသားစုကပဲချုပ်ကန်ထားလို့လားသူညီမတို့နဲ့ဖြစ်တဲ့ပြဿနာတွေကြောင့်သူညီမတို့မိသားစုတွေကိုပြန်ဝင်ဖို့သူအားနာနေရလားဘလို့ဖြစ်တာလဲတော့ညီမလည်းမသိဘူးအဓိကကတော့သူညီမရှိဖုန်းတစ်ချက်ဆက်ပြီးဖြည့်ရှင်းပြီးတော့လာခေါ်ဆိုလို့ရှိရင်သူရှိတဲ့နေရာကိုညီမတို့မိသားစုလာခေါ်ပြီးပါမယ်ညီမတို့အရှက်တိတ်ခါနဲ့လူလုတာဖြစ်တဲ့အတွက်ကြောင့်ညီမတို့ရက်ကွက်မှာညီမတို့တိတ်ခါကြမခံနိုင်ပါဘူးရှင်အဲ့လေးကိုပြောပြပေးရပါကျေးဇူးတင်